တော့ဘွားမှာကောင်းတာတွေမလုံနိုင်သေးဘူးဆိုရင်စိတ်မပြတ်ပါနဲ့ဦးမကောင်းတာတွေမလုံဖဲနေနိုင်အောင်အရင်စူးစမ်းကြည့်လို့ရတယ်ကျွန်တော်ငငယ်တော့ကကျင့်ဘူးတဲ့ theory လို့ပြောလို့ရမလားမသိဘူးအဲ motivation စာအုပ်ဒီတက်ကြမ်းဒီပညာရှိတွေရဲ့ဆုံးမစကားတွေအများကြီးဖတ်တယ်ဗျာလူငယ်တယောက်အနေနဲ့ဒါပေမဲ့ကိုမလုံနိုင်တာတွေအများကြီးပဲဆိုတော့အဲ့တော့ဟာငါကောင်းတာတွေရော လှုပ်ဖို့မလွယ်ဘူးငါလှုပ်နိုင်မလားမသိဘူးကိုကိုမသေးကြဘူးအဲ့ခါကျတော့တော်ယူကငါကောင်းတာတော့မလှုပ်နိုင်သေးဘူးအဲ့တော့ plus မထွက်ရှင်နေပေါ့နော်အဲ့တော့မကောင်းတာတွေကိုတော့မလှုပ်ဖဲနေနိုင်အောင်ကြိုးစားမယ်ဆိုပြီးတော့ဟို minus ဖြစ်နေတဲ့ကိုအချင်းစရိုက်တွေကိုမကောင်းတာတွေအရင်ပဲပယ်ပယ်ပယ်ပြီးတော့အရင်ဆုံး0လေးဖြစ်အောင်အရင်ကျင့်ရတာပေါ့နော်အဲ့အချင်းလေးကမစိုးဘူးပေါ့ဟိုအလုတ်ဖြစ်တယ်လို့ပြောရမှာပေါ့အဲ့ဒါလေးနည်းလေးပြော့ပြချင်တာ စဉ်းစားပြီးတော့မှနည်းနည်းလေ့ကျင့်ကြည့်ကြပါလားပေါ့